င်အားချိနေတဲ့ဖက်စစ်တပ်စခန်းတွေထိန်းချုပ်ထားတဲ့ငလင်သစ်ဧရိယာကိုကျွန်တော်တို့အင်အားပြည့်နေဝင်ပြီးတော့တိုက်ခိုက်ဖို့မဟုတ်ဘူးနော်ကယ်ဆယ်ဖို့ဆောင်ရွက်ရပါလိမ့်မယ်မတိုက်ဘူးဒါပေမဲ့မင်းတို့ကိုယုံကြည်စစ်ချခြင်းမရှိလို့ဆွေးနွေးလုံးမဲမင်္ဂလာပါခွင်းမျိုးတွေကတော့ခွေးချင်းခွေးချင်းတန်နေပြီခင်ဗျာနော်ကျွန်တော်တို့တပ်စခန်းတွေကိုတိုက်ခိုက်မယ်ဆိုပြီးတော့ဒီနေ့မှာကောင်ထွက်ပြောလာတယ်နော်ညောင်းနားတော့ကြည့်အောင်ဖက်စစ်မင်းအောင်လိုင်းဟိုစုကအဘင်းစတက်ညီလာခံဖြစ်ထိုင်းနိုင်ငံကဖိတ်ခေါ်တဲ့ဒီအစီအစဉ်အတွက်စီဝေးအတွက်သူဟာလင်းစည်းသွားနေတဲ့အချိန်ဖြစ်ပါတယ် ျွန်တော်တို့တရားမျှတမှုကိုလိုလားသောတိုင်းပြည်ပြည်သားအလုံးဖွဲ့စည်းများအလုံးကပြပြသားသားတောင်းဆိုနေကြတဲ့ကြားတွေကထိုင်းနိုင်ငံဆိုရဟာကျွန်တော်တို့နိုင်ငံရဲ့လူသက်ဆီယာစဝိတ်ကောင်မင်းအွန်လိုင်းကျွန်တော်တို့နိုင်ငံကိုလူလုကပေးကြီးတွေနဲ့တဘောကပေးကြီးတွေကိုလှလှရှူပြစ်ပယ်ပြီးလူပေါင်းများများစွာတည်ကြည်ပျက်စီးကြခဲ့တဲ့လူသက်မင်းအွန်လိုင်းကိုဖိတ်ခေါ်ပြီးတော့တို့နိုင်ငံလူရဝင်ဖို့ကြိုးစားတဲ့အစီအစဉ်ဖြစ်ဝန်ထဲဆောင်နဲ့ကျွန်တော်တို့စောင့်ကြည့်နေရတဲ့အချိန်ဒီချိန်မှာ ကျွန်တော်နိုင်ငံရဲ့စကိုင်းတွေ့ရကျော်တချို့မှာရှိတဲ့မန္တလေးစကိုင်းအပါဝင်ဒီအောက်လျှောက်ထိအခုမနေ့ကညဆိုဖြာပုံအထိလှုပ်ခတ်ခဲ့တဲ့ရန်ကုန်မြို့ရဲ့ကောင်းကင်ရံမှာဆိုရင်ကျင်းကက်တွေခါတဲ့ညံညံပွက်နေအောင်ဆူညံနေပြီးတော့တကယ့်ကိုလောကငရဲတစ်ခုအစပြိုးတော့မယ်အလားပြည်သူများကထိလန့်ချောချနေကြတယ်ပြည်သူမျိုးများစွာဟာစကိုင်းမန္တလေးနေပြီးတော့တောင်ကူရန်ကုန်ပြည်သူမျိုးများစွာဟာအိမ်ထဲမှာမအိပ်ရဲကြပဲလမ်းပေါ်ထွက်ပြီးတော့ အိမ်နေကြရတဲ့ဒီလိုဆိုးရတဲ့အခြေအနေကြားထဲမှာမတိုက်ပြိုတိုက်ပြည့်တွေအောက်မှာပြီးမိနေတဲ့ပြည်သူတွေနောက်အခုဒီ၄ရက်လောက်ကြာသွားတဲ့အချိန်မှာကုသကယ်ဆယ်သူမရှိလို့เนาะတေဆုံးကွယ်လွန်သွားကြတဲ့သူတွေကထွက်လာတဲ့အပုပ်နဲ့တွေဒီချိန်မှာလူကြသူတန်းကြသူတွေကြားတဲ့လာကြတဲ့အခါမှာဒီဖက်စစ်ငရဲခွေးတွေပြူတွေခွေးတွေရဲခွေးတွေစတဲ့ဒီဖက်စစ်လက်ပါစီတွေကစောင့်ကြက်တားစီပိတ်ဆို့ဟန်တာနှောက်ရက်ဒီချိန်မှာလည်းပဲတောကြောင်လက်ကမောင်းခတ်ပြီးတော့လူကြရဲကြဆိုတော့ကျွန်တော်တိုင်းပြည်ဟာတကယ်ကိုငရဲပွက် ပမာတကယ်ကိုစိုးထိတ်ကြဆုံးအခြေအနေကိုရောက်ရှိနေတာဖြစ်ပါတယ်။တစ်ဖက်ကလည်းပဲဖက်စစ်မင်းအောင်လှအုပ်စုဟာမနေညာထုတ်ပြန်ကြေညာချက်အရဆိုရင်တို့လည်းပဲဒလကြာအပြစ်ခတ်ရက်စဲမယ်ဧပြီလဒီဒီအကုန်ထိအပြစ်ခတ်ရက်စဲမယ်ဆိုတဲ့ကြေညာချက်ကိုကျွန်တော်တို့ဖတ်ရှုရပါတယ်။တစ်ဖက်ကလည်းပဲ KIA ဟိုက KIA ကလည်းထုတ်ပြန်တယ်အန်ယူဂျီအမိုဒီကလည်းပဲနှစ်ပတ်ကြာအပြစ်ခတ်ရက်စဲထားမယ်သူစစ်တီးရက်စဲထားမယ်လို့ထုတ်ပြန်ထားတယ်ဒီချက်လက်အားလုံးဟာဘာပြောပြော evidence ဆိုးွားနေတဲ့ခက်ခဲဆုံးအကြမ်းတဲဆုံးအခြေအနေမှာတော့ ကျွန်တော်တို့အနေနဲ့မဖြစ်မနေတော့ကြိုးစိုးစောင့်ကြည့်ရမယ်သဘောပဲဖြစ်ပါတယ်ဒီလိုပဲဖြစ်စီဘလောက်ဆိုးရတဲ့ပုတ်တိုက်မှုတွေနဲ့တိုက်ခိုက်မှုတွေပဲရှိရှိနောက်ဆုံးတော့ဒီယာယီအပြစ်ခတ်ရစေးရဆပြန်လည်စစ်ဆက်ညင်းနိုင်တုံးဟုတ်အဖြေတစ်ခုကိုဥရင်နီလန်းကြရှာဖွေပြီးနိုင်ငံသားအားလုံးရဲ့ဘေးကင်းရာကိုဖြစ်စီမဲ့ဒီရွေးချယ်မှုတစ်ခုခုကိုအောင်စုသွားကြရမှာတမတာပါပဲဆိုတော့ပြည်သူတွေတော့အတိဒုက္ခရောက်နေတာကိုမဖြစ်နိုင်လို့ပါဆိုပြီးကျွန်တော်တို့လစ်လူရှုနေလို့တော့မသိဘူးအဲ့တော့ယာယာနီလန်းပေါင်းစုံအသုံးပြုပြီးတော့နိုင်ငံတကာရဲ့ဖိအား အထက်ကပြည်သူလူထုပြည်ပြန်ကန်ထွက်လာမယ်ပောက်ကွဲအားနောက်ထပ်မံဖြစ်ပေါ်လာအံ့တော့ဒီငလင်ဘေးအခုဆိုရင်ဒီဖြာပုံဘက်ဆိုတာသူ့ရဲ့ဇဂိုင်း 4G ဟာဇဂိုင်းကနေစပြီးတော့ဟိုးအောက်ထိဖြာပုံဖက်ချိပသိဒီမို့ပင်လယ်ကွေ့တဲ့ကိုငုတ်ရှိုးသွားတဲ့ 4G ဟာအခုကြည့်တဲ့ကီလိုမီတာရာခိုင်နှီးပါလောက်ထိရွေလျားသွားတဲ့ပြည့်ရွေကြိုးကြီးရဲ့ငလင်လှုပ်ခတ်မှုကမပြီးသေးတဲ့တကြောင်ဆက်မထပ်မံပြီးတော့ပုံမှုဆိုးရတဲ့အခြေအနေတွေပေါ်ပေါ်လာစရာရှိသေးတယ်။အဲ့တော့ဖြစ်ပေါ်လာနိုင်ရှိရှိတဲ့အန္တရာယ်တွေကိုလည်းကာကွယ်ရရောက်အောင်ကျွန်တော်တို့အားလုံးဟာ ကြီးလုံးညင်ညွတ်မှုနဲ့ဖြစ်ပေါ်လာတဲ့ပေးရပေါ်ပေါက်လာတဲ့နောက်ဆုံးအခြေအနေတွေကိုအကောင်းဆုံးအခွင့်အလမ်းဖြစ်အသုံးချနိုင်မှုလိုပါတယ်။ဒါကြောင့်အခုအပြစ်ခတ်ရက်ဆဲတယ်၊ယာယီအပြစ်ရက်ဆဲဆိုတော့အခြေအနေကနေပုံမှုတိုးတက်တဲ့နိုင်ငံရေးစီးရေးအရေးတွေဖြစ်ဖို့စီးရေးဖီအားကအစုံကြီးရှိရှိမှလည်းဖြစ်မှာဖြစ်တယ်။ကျွန်တော်ဆိုလိုတာကဟိုငလင်းအသင့်အေရီးယားတွေကိုတိုက်ခိုက်ဖို့ဆိုတာလားမဟုတ်ဘူး။ငလင်းတရောက်ချင်းမရှိခဲ့တဲ့ဒေသတွေကဖက်စစ်အကြမ်းဖက်စခန်းတွေကိုကျွန်တော်တို့အနေနဲ့ CAP အားဆက်လက်ပေးဖို့လိုပါတယ်။တစ်ခါလည်းပဲ တကယ်ငလင်ဘေးတင်ခဲ့တဲ့ပြည်သူတွေကိုကုညီကယ်ဆယ်လုပ်ဖို့ရတဲ့နည်းမအခွင့်အလမ်းပေါင်းစုံနဲ့ပေါင်းဆက်ပြီးကျွန်တော်တို့ဆောင်ရွက်ရမှာဖြစ်ပါတယ်လိုအပ်လို့ရှိရင်အင်အားချိနေတဲ့ဖက်စစ်တပ်စခန်းတွေထိန်းချုပ်ထားတဲ့ငလင်တစ်ဧရိယာကိုကျွန်တော်တို့အင်အားအပြည့်နဲ့ဝင်ပြီးတော့တိုက်ခိုက်ဖို့မဟုတ်ဘူးနော်ကယ်ဆယ်ဖို့ဆောင်ရွက်ရပါလိမ့်မယ်မတိုက်ဘူးဒါပေမဲ့မင်းတို့ကိုယုံကြည်စစ်ချခြင်းမရှိလို့အခုဆိုရင်ကျွန်တော်တင်းနေကြနေပြည်ရဲတပ်ဖွဲ့ဝင်လူငယ်လေးတွေငလင်ဘေးတင်တဲ့နေရာကိုဝင်ကယ်ဆယ်ကြတယ်ဖမ်းခံလိုက်ရတယ်သူအင်အားနည်းနည်းနဲ့ဝင်တာဟုတ် ဆိုတော့ကျွန်တော်တို့ဒီအစီအစဉ်ကိုလည်းကျွန်တော်တို့စဉ်းစားမှာဖြစ်တယ်လို့တစ်ဖက်ကလည်းပဲနိုင်ငံကြီးလည်းနဲ့အခု Ben Stratton ညီလာခံအပီးเนาะမင်းအောင်လိုင်ကိုဖိအားဘလောက်တက်ရောက်လာမလဲကဘာကြီးကဘလို့ဆုံးဖြတ်မလဲဒီလောက်ဆိုးဝါးရက်ဆက်ကြမ်းကြုတ်တဲ့ဖက်စစ်စနစ်အောက်မှာကုညီကေစရေးဘလောက်ပဲလှုပ်လှုပ်ရှေ့ဆက်ပြီးတော့ပေါ်ပေါ်လာနိုင်ရည်ရှိတဲ့နောက်ဆက်တဲ့ပြဿနာတွေအခုဆိုရှင်ဒီပြည်သူတွေခံစားရတဲ့ဆော်မာတွေเนาะပြတ်ပြတ်တော့သွားတဲ့လမ်းပိုင်းပိုင်းနဲ့စစ်တပ်ပိုင်းတွေကတနေ့ငလုံးနီးပါးဒီပျက်စီးသွားတဲ့ တော့ infrastructure တွေအကုန်လုံးပျက်စီးသွားတဲ့အစိတ်ပိုင်းကို main online အနေနဲ့ဘလို့မှဆက်လက်လက်ပတ်ဆောင်ရွက်နိုင်စမ်းရှိမှာမဟုတ်ဘူးသူ့မှာနိုင်ငံတကာအကျွေးတွေနဲ့သူဆက်လက်နဲ့တင်တင်လို့ဝယ်ယူထားတဲ့နိုင်ငံခြားငွေကြေးပြတ်တမှုတွေကသူ့အနေနဲ့ဘလို့မှသွားရနိုင်မှာမဟုတ်ဘူးအဲ့တော့ဒီအားနည်းချက်တွေနဲ့သူ့ရဲ့ PO ဖျက်ရာခိုင်နှုန်း30ကျော်ပဲထိန်းချုပ်ထားနိုင်တဲ့ area တွင်းမှာချစ်ကုတ်ပြီးတော့ရဲဆက်ဆက်ဆက်လုပ်နိုင်တဲ့အစီအစဉ်တွေကိုရက်ဆက်ရုံမှာစွာဆက်လုပ်နိုင်ခွင့်မရှိအောင်နိုင်ငံတကာဖိအားနဲ့တန်တမန်ရေးရာပေါင်းဆက်ဆောင်ရွက်နိုင်စမကားတွေကျွန်တော်တို့ဘက်ကတိစောက်နိုင်ဖို့လိုပါတယ်။ တစ်ဖက်ကလည်းပဲကျွန်တော်တို့ဘက်ကမရဲတော့လဲကျွဲပြက်စီတော့မဟုတ်ဘူးပေါ့တချို့နေရာတွေမှာ risk တော့ရှိမှာပေါ့စွန်စားရတာရှိပါလိမ့်မယ်ဥပမာဆိုရှင်အာဒီဒေါက်တာဇော်ဝေဆိုးဆရာကြီးဒေါက်တာဇော်ဝေဆိုးပြောတယ်လို့တို့အနေနဲ့အစင်းသက်ရှိတယ်ဝင်ကူဖို့အစင်းသက်ရှိတယ်ဒါကောင်းမြတ်တဲ့ကမ်းလှမ်းချက်လည်းဖြစ်တယ်လို့ရဲရင်နဲ့ပြည်သူ့ဘက်တော်သားတွေရဲ့ဆောင်ရွက်မှုလည်းဖြစ်ပါတယ်တရားဝင်မှုနဲ့လူသားချင်းစာနာမှုရလဲနိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကိုရရှိနိုင်တာဖြစ်တယ်လို့ပြည်သူတရားလုံးရဲ့ကြီးညိုလေးစားမှုကိုပုံမတိုးတက်စေတာလည်းဖြစ်ပါတယ်လက်ရှိနိုင်ငံကြီးအရွေ့အရလည်းကျွန်တော်တို့ဘက်ကဟလာဟို ဟိုနူးညံ့မှုညင်သာမှုတိခါမှုခွင့်လွတ်မှုအခါတလေမှာအန္တရာယ်ရှိတော့လည်းပဲရဲဝင့်ရင်ဆိုင်ပြီးပြည်သူအကျိုးကိုရှေ့ရှုမှုကျွန်တော်တို့ဘက်ကပြသကြဖို့လိုပါတယ်ဖက်စစ်ကတော့ဖက်စစ်အလုပ်လုပ်မှာအာဏာရှင်ကတော့အာဏာရှင်အလုပ်လုပ်မှာလူသက်ကောင်ကတော့လူသက်ကောင်အတွင်းနဲ့ပဲတွေးမှဖြစ်ပြီမယ်ကျွန်တော်တို့ဘက်ကတတ်နိုင်တဲ့အကာအကွယ်တွေကိုယူရသလောက်ထိုးပေါက်ဝင်ပြည်သူအသက်ကိုကယ်တင်ရင်ကျွန်တော်တို့နိုင်ငံရေးအနာဂတ်ကိုဆက်လက်ဆောက်ရှောက်ကြဖို့ကြိုးစားကြအချိန်ကြပြီလို့ကျွန်တော်အနေနဲ့ဒီကနေ့ ဖြစ်ပေါ်တဲ့အခြေအနေတွေကိုပြပြပါမယ်။နှုတ်ကတော့ခွေးဆိုတော့ခွေးချင်းခွေးချင်းကြာမှာပေါ့ကောနော်။ခုနော်ဒီခွေးမျိုးစဉ်ပြောသွားတာဘလောက်ထိအောက်တန်းကြာရုံမာတဲ့စိတ်ကြက်လဲဆိုတာဗျာနော်။အထင်းသားပုံနဲ့သိတယ်ဗျာနော်။အင်းအားနေတဲ့တက်စကန်လေးဒီကောင်လေးကဝင်ပြီးတော့ဒါနော်အညက်ခံခိုင်းမှာပေါ့နော်။အဲ့ဒီပုံစံနဲ့ဒီကောင်လေးလှုပ်ဆောင်နေဆိုတဲ့အစီအစဉ်ကိုပြောသွားတာကနော်နောက်ပြီးတော့ငနေနေမခံရတဲ့ဒေတာမရှိတဲ့တက်စကန်လေးကိုလည်းဝန်အောင်တက်ခိုင်းမယ်ဆိုတာလည်းပြောသွားတယ်ဒီကောင်လေးကတကယ်ကိုခွေးချင်းခွေးချင်းကြံတယ်နော်တလောက်ပြည်သူတွေဒုက္ခရောက်နေကြတာနော်အကြောင်းကြက် အမျိုးမျိုးနဲ့ဒီကောင်တွေကဝင်ရောက်ပြီးတော့ဒါတတ်ခတ်မယ်ဆိုတဲ့သဘောကိုလုပ်နေတာကြာနော်ဒီကောင်တွေတကယ်လုံးမဲ့ကောင်တွေဒီကောင်တွေကလုံးဝကိုဂျုံစစ်ထားတဲ့ကောင်တွေမဟုတ်ဘူးကြာနော်တို့ဒီတက်မတော်အနေနဲ့လဲနော်မလင်တန်းမလင်ဘေးဖြစ်တာလဲဖြစ်တာပေါ့နော်ဒါပေမဲ့ပို့ဆောက်လို့မရဘူးကြာနော်တက်မတော်သားတွေကလေရှိတန်းနေမြေတော့ပို့ဆောက်လို့မရဘူးဒီခွေးတင့်ခွေးတင့်ကြတဲ့ကောင်တွေကလည်းဒီလမ်းရှိတယ်နော်တို့တက်မတော်ဒုက္ခပြင်းမှုဒီလမ်းရှိတယ်နော်ဒါတော့စိတ်ညစ်နေတယ်ပြည်တော်ငယ်လို့စိတ်ညစ်နေချိန်မှာဒီကောင်တွေကတက်ပွဲပို့ဆောင်ဖို့ဒီကောင်ပြောတာနှစ်ချိန်ရှိပြီခွေးပြုတ်နေပြောတာတော်တော်လေးအောက်ခံကြတဲ့ခွေးတောင်းတာနော်ဒီကောင်မျိုးတွေကိုကျွန်တော်က လူပီမာကိုကြကြထားလို့မရတော့ဘူးညာနော်